။ဒါတော့ရကနောက်ကျမယ်ပြောရင်နော်။စိတ်ခန့်ကိုဥပက်လိုက်ဖို့ပြပြစေ။ဦးပြောတာကိုနားထောင်ရင်ကြီးမိလိုက်တာနိုင်ရန်ပေါ်မှာတချစ်ချစ်မိနေတဲ့နိုင်လက်တန်တွေပါ။6ရက်တောင်ဖူးတော့မှာပဲ။ကျွန်တော်ခတ်တူတူလေးစုမိလိုက်ပါတယ်။အနှွေးတဲ့လက်ရှိအကွက်နဲ့ခြေတလုံးဖုံးအောင်ဝတ်ထားတဲ့ပစိုးညူတို့ကကျွန်တော်ပိုပြီးသေးနှုတ်ပြီး จิตสาเกลีลูปุติติลีဖြစ်နေစေပါတယ်။မောင်ပြန်လာရင်စီကန်းသွားကြမယ်ဆိုပြီးအင်ယာဖုန်းကိုနေလျာဆက်လာတာမျိုးစောင့်နေခဲ့ပြီမယ်။မောင်ကနောက်ကြမယ်တဲ့။အင်ယာဖုန်းကိုဆက်လို့တော်ပါသေးတယ်။မောင်ဝယ်ပြီးထားတဲ့ဖုန်းကိုဆက်ရင်တော့ခေါ်လို့ရမှာမဟုတ်ပါဘူး။ဘာလို့ဆိုမနေ့ကဖုန်းလေးကမိုးရေထဲမှာပြတ်သွားတာမလို့ပါ။ မောင်တင်းရင်ငါ့အပေါ်စီကံမဲလို့များ စိတ်ခွက်သွားမှာလားတဘာရီတွေးနေရလဲမောင်အလာကိုဆောင်ရင်ဧကန်းမှာထိုင်နေတဲ့ကျွန်တော်ရဲ့အနာကိုဥကလာပြီးမေးလာခဲ့ပါတယ်ရပါတယ်မောင်ကိုပဲစောင့်စောင့်နေလိုက်မယ်အော်အော်လို့သာဆိုလိုက်ပါတယ် one side love ဆိုတာမနာကျင်ရအောင်ဆိုရင်ညာတာပါပဲ ။အိုးကြောင်းမှန်ပါရဲ့။စူဖာဘောထိုင်ချရင်ဦးကပြောလာခဲ့တာမို့ခက်ပြီပြီလေးပြုံးပြမိလိုက်ပါတယ်။ဘာအတွက်လဲဦး။အရာအလုပ်အတွက်ပါ။မလိုပါဘူးဦးရဲ့။အားလုံးကပြီးခဲ့ပြီပဲ။လက်ရှိဘဝမှာဆက်မမားဖို့ပဲလိုတာပါ။အဲ့လိုဖြည်ပြီးမောင်းလာမယ်လို့ထင်ရတဲ့ကားကိုလှမ်းမြင်ရမယ်တကားပေါက်စီကိုပဲကြည်နေလိုက်ပါတယ်။သားက ကြောင်းမယ်တင်နေအင်းလေရူကတချိန်ပြန်အေးဆက်ရပြန်ပါတယ်ပြောစရာရှိရင်တော့နားမထောင်လို့လူအတွက်ဦးဟာဘာမှဆက်မပြောတော့ပါဘူးဒါဆိုဦးစောစောနားတော့မယ်နော်တော်ရာကိုထက်ဆောက်ခြင်းစောင့်နေလေလေစိမ်းတွေတော့အတိုင်ခံနေပေါ့ဟုတ်အဲ့နောက်မှာတော့ဦးဟာသူ့အခန်းထဲကို ခြေလန်းငယ်တွေနဲ့ပြန်လာတော့တယ်အခန်းထဲရောက်မှနဖူးပေါ်လက်တရင်မူဒရာမင်းကတော့တော့တိတ်ချစ်တာပဲလွန်ခဲ့တဲ့ကာလတချို့ကကလပ်တစ်ခုရဲ့ VIP ခန်းမှာဖြစ်ပါလိမ့်မယ်။ဦးဒီကိုခဏခဏလာရယ်နော်။อืมအဖြူရောင်အသားရည်နဲ့တူတဲ့ပပူးရုပ်လေးကဦးကိုအမဲရင်ခုန်နေစေပါတယ်။ မျိုးနယ်တရားသူကြီးဖြစ်နေတဲ့တိတ်ခါဟိုပါမထောက်နိုင်တဲ့အထီပေါ့ဟမ်ဥဘာလုပ်တာလဲကျွန်တော်ရဲ့လက်မလေးကိုကိုက်လိုက်တော့ကျွန်တော်ပြပြသလင်းမေးလိုက်ပါတယ်တဲရလို့ကွာဖြစ်နိုင်အကောင်လိုက်မျိုးချထားလိုက်ချင်တာသူမှမပိုင်အောင်တကယ်ပါကျွန်တော်ဥကခဏခဏလာတွေ့ခဲ့ပါတယ်ကျွန်တော်ကတော့ လူတန်းဆိုတဲ့နာမည်တလုံးနဲ့သူ့ကိုအချောင်းဝန်ဆောင်ပေးရမယ့်သူတွေနဲ့ဒါဒန်းတူဆက်ဆံခဲ့ပါတယ်။ဦးကဒီနေရောတားကိုဖတ်အိမ်အောင်မလား။อืมပိုက်ဆိုင်ဖို့ဆိုရထက်အဆက်အတန်းတွေကိုအလေးထားရတဲ့ဘဝမှာကလေးကိုပွင့်ထုတ်နိုင်ခဲ့တယ်လို့ချစ်တယ်လို့ပုံမှန်တက်ပြီးလုံတိတုံတိလည်းချစ်ဖို့မထားသင့်ခဲ့ဘူး။ လုံနဲ့ပဲကလေးကအဆက်အသွယ်ဖြစ်မယ်။ဒါနောက်ဆုံးနောက်ဆုံးနဲ့အခြေဒီတာကြာလာခဲ့။ကလင်းငယ်နဲ့နီးနိုင်တဲ့ခွေရရသူ့ရဲ့ဝန်ရှင်ဖြစ်ပေါ်ရဖို့ဒီလိုနဲ့ကျွန်တော်ကိုမျက်နှိုးတယ်လို့ဆိုမရသလိုသူ့ရဲ့အချစ်ကနည်းနည်းတော့ပေါ်ခဲ့ပါတယ်။ကျွန်တော်အနားနေဖို့လာလာအိတ်တက်တဲ့သူကဖက်ပြီးအခွင့်ရေးမိဘူးပဲနဲ့ အိတ်ချင်းရပဲပုံများခဲ့ရပါ။ဦးကတခြားလူတွေနဲ့မတူဘူးတိလား။သူတွေကတာကိုဟိုဦးကတော့တာကိုဖတ်အိတ်တာပဲများတယ်။အေးဘွာသူတို့နဲ့ဘယ်တူပါမလဲ။လှပတဲ့ဖြူဆူမှုမှာကျွန်တော်ကဖတ်ရလေးပါပဲ။အဲ့နောက်တော့သူ့ရဲ့ရင်ဝင်ထဲမှာပဲအိတ်ဆက်သွားခဲ့ပါတယ်။ တတိနေခဲ့တဲ့သူကတော့အမဲနောက်ချနေဦးမှာပါပဲအာအိပ်ဖို့ပြင်းနေတော့ကျွန်တော်ရဲ့အတန်အောင်ချတော့ဦးဟာအခန်းကြီးကိုပြေးထွက်လာခဲ့ပါတယ်ဘာဖြစ်တာလဲသားဖလက်ဖလက်ဖြစ်နေတဲ့မီးရင်နဲ့အတူမိတ်လူစဲစဲဖြစ်နေတဲ့ LED မီးဝိုင်းတွေက တူဖြဖြနေပါဟိုမိရီကရုတ်တရက်ကြီးအာမိအားတွေဆောက်တက်တာထင်တယ်ခဏနော်ဦးသွားကြည့်လိုက်အောင်မယ်အဲ့လိုလေဦးကချက်ချင်းထပြီးသွားကြည့်လိုက်ပါတယ်စောင့်တက်လာတဲ့မိအားကြောင့်ခိတခဏရှော့ဖြစ်သွားတာမို့မလိုအပ်တဲ့မိဒီကိုပိတ်ချလိုက်ရပါသေးရဲ့အင်းလေးကနည်းနည်းတော့မှောင်သွားပါလိမ့်မယ်ဆိုးတာက ဒီနေ့မှ driver ဦးမောင်ကခွင့်ယူထားတာမျိုးအရေးအကြောင်းဆိုပြေးပြောရမယ်သူမရှိပါဘူး။ဒါဘာဖြစ်သွားသေးလဲ။အိုးရရပါတယ်။ရပါတယ်လို့ဆိုပေမဲ့အပေါ်ကကွဲနေတဲ့မီးလုံးတစ်လုံးဟာဖန်ကွဲစားပြီးပြန်ကျဲနေတယ်လို့ကျွန်တော်ရဲ့နှဖူးပေါ်ကတွေးစားနေကြောင်းအာနှဖူးကိုထိသွားတာထင်တယ်။ ခုနကမိလုံးကရုတ်တရက်ကွဲပြီးဆင်လာတော့ဆေးတဲ့ကြအောင်လားအင်းရဲ့ရဝန်းထဲမှာမောင်နေလို့မဆိုသားသလိုတိတ်လည်းမလင်းမိမယ်အရာအားလုံးကတော့ရှင်းလင်းစွာမြင်နေရပါတယ်ကျွန်တော်ရဲ့နှစ်ဖူးကိုဦးကလက်နဲ့ထိဖို့ကြိုးစားပါတယ်ဘလောက်တောင်သာချင်းနေမလဲဆိုတဲ့အကြည့်နဲ့ပေါ့အရာအားလုံးကတိတ်ဆိတ်နေပါတယ်တခုသောခြေတံတို့တော့ မကြားနိုင်တဲ့အထင်ထင်တဲ့အတိုင်းပါပဲလားတဆုံတဆကြားလိုက်ရတဲ့အတန်တစ်ခုမှာကန်းနေတဲ့လက်ရောအံ့ဩနေတဲ့ကျွန်တော်အပါရက်တန့်စီပါတယ်တိမ်လုံးမီးတွေဖြစ်ပြီးဒါကဘာလုပ်နေကြတာလဲမောင်ကအဲ့လိုပြောတာတော့ထက်ပြီးအစပြန်ရှာမရအောင်ပို့ရှုပ်ထွေးပြန်ပါတယ်မတွေးချင်တာတွေတွေးမနေနဲ့တော့ရှော့ဖြစ်သွားလို့ အချုပ်မီးတွေပိတ်လိုက်ရတာ။အော်မေပြုံးပြုံးပြီးမောင်ကဥပီယာနေကျွန်တော်ကိုဖဲထုတ်သွားပါတယ်။လင်းဖြတ်ဖြတ်မီးအောင်တချို့မှာ မောင်ဒေါသထွက်နေတာတော့အတေချာလေးမြင်ရပါတယ်။ပျော်စံငါဖေနေမင်းဘာလုပ်နေတာလဲ။မောင်မောင်ကလက်ကိုအတင်းဆုပ်ကင်ပြီးမေးလာတာမို့လက်သားနုနုလေးများပူနာလာပါတယ်။တော့ရမထင်တာမားနေပြီ။ သူ့နဖူက short ဖြစ်တော့တန်းရအောင်ဆေးထက်ပေးဖို့လုပ်ရင်ဦးရဲ့အဖေမမောင်ဟာစိုးရိမ်တယ်လို့ကြည်လာပါတယ်အဲ့နောက်ချက်ချင်းပဲမာထန်သွားတဲ့မောင်ဟာနာလာကြော်လီဆေးထက်အောင်အဲ့နဖူကနာလာဟမ်မောင်ကိုကြောက်လန့်စွာဖြေမိလိုက်ပါတယ်နဖူဘဝသွေးတွေကတော့လိမ်မြဲလိမ်ဆဲပေါ့ကြဲကြဲပြောမဲ့ မနာပါဘူးထက်ကြေအောင်ငါအဖေကြားရအောင်ပြော မောင်လက်တီပူပြီးတင်းကျပ်လာတဲ့အခါမှာမောင်ရဲ့ဒေါသတွေကိုခံစားမိလိုက်ပါတယ်မမနာပါဘူးဒါမို့ဦးဂီယူဆိုင်ဆရာမလို့တော့ပါဘူးကြားတယ်နော်အဖေမူဒရာကမလို့ဘူးတဲ့မောင်ကပူပြီးတင်းကျပ်နေတဲ့လက်တွေနဲ့စုတ်ကင်လာခဲ့ပါတယ်မင်း အတသိကြီးတယ်တော့ရာတခါလာမှုတော်အတွက်လဲစဉ်းစားပေးသက်တယ်လို့မင်းမတွေးမိဘူးလားဦးရဲ့အမေတခုမောင်ဟာမေရင်နဲ့ယူမဆိုင်တယ်လို့နေနေသေးပါတော့ရာမင်းတို့ယူမဆိုင်နိုင်လော့ချလိုက်ပိုပင်မန်းအောင်တော့မလုံနဲ့သားရဲ့ဦးရဲ့အပြောမောင်ဟာအားရပါးရရှိနေပါတယ်ပါလေ ကျွန်တော်ကလွတ်ချပေးတာနဲ့အဖေကကောက်ပြီးတယူတရကျင်နာပေးမယ်ပေါ့လေကိုဖိရင်ပြီးစောင့်ရှောက်ပေးမယ်ပေါ့မောင်ရဲ့စကားအဆိုးမှာဥရလက်တီးယာမောင်ရဲ့ပါဝမှာကြာရောက်သွားပါတော့တယ်မောင်ကအထိုးခံရတဲ့ပါဝကန်ရင်နဲ့မထီးသလိုချိန်နေခဲ့ပါတယ်ကျွန်တော်ကတော့ရက်ကြည်ုံကလွှင်းရင်ဘာမှမတက်နိုင်ပါဘူးငါပါလို့ရမလဲ ငါတွေ့ဒီနေရာငရဲလို့ပဲငါပူလောင်လို့ပါမောင်မင်းမင်းထင်တာတွေပဲတွေးမနေနဲ့နော်ငါမူဒရာတားတယောက်လို့ပဲလိန်စမ်းပါအောင်အဲ့ဆိုရင်အဖေကဘာလို့ကျွန်တော်တို့အိမ်တော်ကြီးကိစ္စတွေကိုဝင်ပါနေရတာလဲမင်းဟာကတတမူဒရာအနိုင်ကျင့်နေရလေပူပြီးတင်းမာလာတဲ့အခြေအနေမှာကျွန်တော်ကြောင်တောင်တောင်လေးရက်နေုံမှာအပါဘာမှမလုပ်နိုင်ခဲ့ပါဘူး ျော်စံမှုရာမင်းတို့ကအနိုင်ကျင့်လားနှိပ်စက်လားငါအဖေကိုပြောလိုက်စမ်းပါဦး तू ကသိချင်လို့တဲ့မမနှိပ်စက်ပါဘူးမောင်ကတအားကြီးဆိုက်ပါတယ်ကျွန်တော်လည်းပျော်ပျော်နေပါတယ်ထိအပ်စွာဆိုမီရောမှမောင်ကကြည်နဲ့သွားသလိုနဲ့ကျွန်တော်ရဲ့လက်တစ်ဖက်ကိုဆုပ်ကင်လာပါတယ်အဲ့ဒီနောက်ကျွန်တော်ပါပြင်တစ်ဖက်ကို ဥရဲ့ရှေ့မှာပဲခဖွားဖွားနေပြောလာပါတယ်။မြင်းလား။ तू ကကျွန်တော်ထားရနေပြီးဆေးရကိုပဲသွားမှာ။မာမိစားပင်လားမောင်။မောင်တို့ရဲ့အတ္တတွေချာငါကကြားခံနေလား။ငါမွန်းချက်တယ်မောင်။အဲ့နောက်မှာတော့မောင်နဲ့အတူ ခန်းလေးကိုဝင်လာတဲ့ကျွန်တော်ရဲ့ခြေလမ်းလေးလေးနေခဲ့ပါတယ်။မုဒ္ဒရာမောင်ရဲ့အေးဆက်ဆက်ခေါ်တာမှာခြေပြားလက်ပြားတွေတုံ့ီသွားပါတယ်။အဲ့ဒီနောက်မှာတော့မောင်ကလာလာထိုင်မောင်ကသူ့ပေါင်ကိုလာထိုင်မှုခေါ်နေတယ်လား။ဖះကြီးမောင်ဘာဖြစ်သွားလဲလားလို့ပြောနေတယ်လေအမ ဟုတ်ဟုတ်တောင်တောင်တောင်လေးရဲ့နေရင်မှာမောင်ထိုင်နေတဲ့ကရင်ဆုံးစည်းကိုဥတီမောင်ရဲ့ပေါင်ကိုကြောပေးထိုင်လိုက်မိပါတယ်မောင်ငါငါဥနဲ့ဘာမှမဖြစ်ပါဘူးငါရှင်းပြဖို့အချိန်မမီရမောင်ကကျွန်တော်ရဲ့နဖူးအတန်ရလေးကိုအနောက်ကနေတိုင်းဖက်ရင်လက်နဲ့ထိလာခဲ့ပါတယ်အရန်နာနေလား ဟမ်မောင်ရဲ့အဖြေကိုအံ့ဩနေတော့မောင်ကကျွန်တော်ရဲ့ပခုံးကိုတူကောင်းလေးမိလာခဲ့ပါတယ်မောင်ရဲ့လက်တွေကကျွန်တော်ရဲ့ကိုယ်တိုင်းဖက်ထားသလိုခေါင်းလေးကလည်းမိထားတာမို့မောင်ရဲ့ပုံစံလေးကိုမြင်တော့မြင်ဘူးချင်ပါရဲ့မောင်ကိုလှည့်ကြည့်ဖို့ခေါင်းလေးအဆောင်မှာတော့မကြည့်နဲ့ပြန်လှည့်ဟမ်ဟုတ် ။ဘာကြောင့်မှမသိမောင်ရဲ့အတန်ထူးဆန်းနေခဲ့ပါတယ်။အဲ့ဒီနောက်ပခုံးပေါ်မှာဆူဆူလေးဖြစ်သွားခဲ့သလိုနှွေးတီတီလေးနေပါ။မောင်ဖီနဲ့မပတ်သက်ပါနဲ့လား။ခြေစူးပြူပြီးတော့ပေါ့။ဟမ်။အဟောစွာနဲ့စုံမိလိုက်ပါတယ်။မောင်တခုခုဖြစ်နေရလား။မဟုတ်မှမောင်ငိုးနေရလား။ စိတ်ထင်တာဖြစ်မှာပါထတော့ဟမ်ဟုတ်ချက်ချင်းပြောင်းလဲသွားတဲ့မောင်ရဲ့အတန်ကြောင့်ထရမိလိုက်ပါတယ်မောင်ကိုပြန်လှည့်အကြည့်မှာတော့မောင်ဟာကျွန်တော်ကိုကြိုးပင်းအိမ်နေပါတယ်ဘာမှမပြောတော့ပဲမောင်ဘေးနားမှာပဲဝင်းအိတ်လိုက်ပါတယ်မောင်စီကယောက်ျားဆန်တဲ့ကိုသိန်းရဲ့နဲ့ကိုခိုးရှူရင်းနဲ့ ြုံးမိလိုက်ပါတယ်ခမရတို့တည်လားမောင်ရီငါ့ကိုတိုင်းဖက်ခဲ့တာတဲ့ငါတိတ်ပြောတာပဲ